မင်္ဂလာပါ အခုတငယ်ချင်းမိတ်ဆွေတို့ကိုကျွန်တော်အမျှဝေပေးချင်တာကမိမိရဲ့ Facebook မှာ copyright ညှိထားတဲ့အဥ္စာတွေကိုဘယ်လိုဖြေရှင်းရမလဲဆိုတာကျွန်တော်ဒီနေ့အမျှဝေပေးသွားပါမယ်ကျွန်တော်တို့ပထမဆုံးအနေနဲ့ Facebook app တစ်ခုအရင်ဝင်လိုက်ပါမယ်ကျွန်တော်တို့ Facebook app တစ်ခုဝင်ပြီးသွားပြီဆိုရင်မိမိရဲ့ profile ကိုတစ်ချက်နှိပ်လိုက်ပါနှိပ်ပြီးသွားပြီဆိုရင် hand and support ကိုတစ်ချက်ထပ်နှိပ်ပေးလိုက်ပါနှိပ်ပြီးသွားပြီဆိုရင် support inbox ကိုတစ်ချက်ထပ်နှိပ်ပေးပါ နေပြီးတော့ပြီဆိုရင်ကြွာလန်းကိုတစ်ချက်ထပ်ဝင်ပေးပါနေပြီးတော့ပြီဆိုရင်ဒီညမှာကျွန်တော်တို့ copyright ညှိထားတဲ့ဥစ္စာပဲဖြစ်ပါတယ်။အဲ့ဒီဟာကိုဘယ်လိုဖြေရှင်းရမလဲဆိုတာကျွန်တော်ထပ်ပြီးတော့ပြောပြပေးသွားပါမယ်။ကျွန်တော်တို့ကြိုက်တဲ့ဗီဒီယိုတစ်ခုကိုနှိပ်လိုက်ပါ။နေပြီးတော့ပြီဆိုရင်အောင်းသားလေးမှာ save date ကိုချက်ထပ်နှိပ်ပေးပါ။ဒီလိုနှိပ်ပြီးတော့ပြီဆိုရင် continue ကိုထပ်နှိပ်ပေးပါ။နေပြီးတော့ပြီဆိုရင် continue ကိုလည်းဆက်နှိပ်ပေးပါ။ ဒီနေရာမှာကသူပြတာကအပြောင်းလဲကိုလက်ခံမလားဓမ္မမဟုတ်ရင်အဲ့ဒီအငင်းပေါ်မှုကိုကျွန်တော်တို့တင်ပြမလားဓမ္မမဟုတ်ရင်မိမိရဲ့ဗီဒီယိုကိုဖျက်သိမ်းမလားဆိုတာကျွန်တော်တို့ရေးပြရမှာဖြစ်ပါတယ်ကျွန်တော်ကအငင်းပေါ်မှုကိုတင်ပြမှာဖြစ်တဲ့အတွက် submit dispute ကိုတစ်ချက်နှိပ်ပေးလိုက်ပါနှိပ်ပြီးတော့ပြီဆိုရင် အောင်းနာလေးက continue ကိုထပ်နှိပ်ပေးပါဒီနေရာမှာကျွန်တော်တို့ form ဖြည့်ပြရမှာဖြစ်ပါတယ် open form ကိုတစ်ချက်နှိပ်ပေးလိုက်ပါ original content ကိုတစ်ချက်နှိပ်ပေးလိုက်ပါနှိပ်ပြီးသွားပြီဆိုရင်အောက်နာလေးမှာက additional date အောက်မှာကျွန်တော်တို့စာဖြည့်ပေးရမှာဖြစ်ပါတယ်အဲ့ဒီညမှာကျွန်တော်တို့ဗာရေးရမှာလဲဆိုတာကျွန်တော်တို့ရဲ့ကိုယ့်ရဲ့ content original content ဖြစ်တဲ့အကြောင်းကျွန်တော်တို့စာတင်ပေးရမှာဖြစ်ပါတယ်အဲ့ကြောင့်မို့ကျွန်တော်တို့ဒီညမှာစာရေးပေးရမှာဖြစ်ပါတယ် ကျွန်တော်တို့စာရေးပြီးသွားပြီဆိုရင်မြေနာလေးကအမှန်ချစ်ကိုတစ်ချက်နှိပ်ပေးလိုက်ပါနှိပ်ပြီးသွားပြီဆိုရင်ဆမ်မင်းကိုတစ်ချက်နှိပ်ပေးပါကျွန်တော်တို့ဒီနာရောက်လာပြီဆိုရင်ကလုတ်ကိုပဲနှိပ်ပေးလိုက်ပါလိုရောက်လာပြီဆိုရင်ကျွန်တော်တို့အဆင်ပြေသွားပါပြီအားလုံးအဆင်ပြေကြပါစေ